အခုကကြတော့လောင်းတို့ဒီကျမ်းမာရေးအကြောင်းပြောတဲ့ခါမှာပေါ့နော်ရာသီဥတုအပြောင်းလဲအရန်များတဲ့ကာလကြီးဖြတ်တန်းရတယ်ပေါ့နော်ဆိုတော့ဒီလိုဖြတ်တန်းတဲ့ခါမှာဟိုကိုယ့်ရဲ့ကျမ်းမာရေးတော့စိတ်ပန်းဆိုင်ရာတော့အများကြီးစိန်ခေါ်မှုကြီးဂျုံတွေးရတာပေါ့နော်အဲ့ဒီထဲမှာမှလောင်းကပို့ပြီးတော့ဦးစားပေးပြောချင်တာတောက်သုံးရည်နဲ့ပတ်သက်လို့ပေါ့နော်အဲတောက်သုံးရည်ဆိုတာမျိုးကလောင်းတို့အခုခေတ်ရောက်လာတဲ့ခါကျရေတန်းနေရလဲရှိတယ်ဟိုလွယ်လွယ်ကူကူနဲ့ဝယ်လို့ရတဲ့အတွက်ရေကအရန်ကြီးခေါင်းနဲ့ထည့်ပြီးတော့မစင်စားဘူးပေါ့ဒါပေမဲ့တဘာဝဘေးတစ်ခုခုဂျုံပေးတိုင်းမှာလောင်းတို့နောက်ဆက်တွဲမှာအစာနဲ့ရေချောင်းမှုလို့ပြဿနာဖြစ်ရင်ကျမ်းမာရေးပြဿနာပို့ပြီးတော့များတယ်ပေါ့နော်အဲ့ခါကျတော့ဒီအစ ားတော့ဆိုလို့ရှိရင်လည်းအစိမ့်မသိအောင်လို့ view site ပြီးတော့စားရတာမျိုးရှိတယ်။နောက်ပြီးတော့အဓိကရေပေါ့နော်။ဆိုတော့ရေတွေတော်တော်များများကြတော့ဒီလိုမျိုးရာသီဥတုအပြောင်းလဲဖြစ်သွားရဲဆိုလို့ရှိရင်ဒီမြေအောက်ရေမှာအပြောင်းလဲတွေဖြစ်လာတာမျိုးတွေရှိတယ်။ပြီးသွားပြီဆိုလို့ရှိရင်ဟိုမုန်တိုင်းဆိုလဲမုန်တိုင်းမှုလို့ပေါ့နော်။ဘယ်လိုမျိုးအကြောင်းအရာအကြောင်းမဆို။လောင်းတို့တာမန်ရေရားဖို့လိုတဲ့နေရာတွေပြဿနာမရှိပင်မဲ့နေရာဒေသရဲ့ရာသီဥတုကြောင့်မို့လို့ရေခမ်းတဲ့နေရာတွေရှိတယ်။ဒါမှမဟုတ်ရေနောက်သွားတဲ့နေရာတွေရှိတယ်။အဲ့နေရာတွေမှာဟိုပြန်ပြီးတော့ကိုကနေထိုင်မှုအတွက်ပြင်ဆင်တဲ့အခါမှာဒီရေမတန့်တဲ့အတွက်ကြောင့်နောက်ဆက်တွဲ ယ်ဖြစ်တဲ့ပြဿနာရယ်ပိုပြီးများတယ်ပေါ့နော်ဒါကြောင့်လာတော့ဒီတစ်ခေါက်မှာဒီတောက်သုံးရေကိုတောက်ရမယ်ကိုခန္ဓာကိုယ်ရဲ့ထဲမှာရေနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ရမယ်အပိုင်းလေးလောက်ပြန်ပြီးသတိပေးချင်တာပေါ့ဟုတ်ကဲ့ပါအေးကြည့်ပါလေဟုတ်တယ်အဲ့တော့အခုခေတ်ကတော့ဒါရေသန်းနဲ့ပတ်သက်ပြီးတော့တော်တော်များများတော့လွယ်လွယ်ကူကူရရဆိုပေမဲ့လောင်းတော့ဒီလိုမျိုးရေကိုတချို့ကကြတော့ကိုယ့်ရဲ့အိမ်မှာပဲအဝေးစီတွင်းရေနဲ့လုပ်တယ်အဲ့ဒီကနေမှပြန်ပြီးတော့ချိုးချက်ပြီးတောက်ကြရရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာထပ်ပြီးတော့အရေးကြီးတာတစ်ချက်ကဘာဖြစ်လာလဲဆိုတော့ဟိုတချို့သောနိုင်ငံတွေဒါမှမဟုတ်ကိုယ့်ရဲ့ဒါနိုင်ငံတချို့သောဒေသတွေ ်မှာဒီတောက်သုံးရည်နဲ့ပတ်သက်ပြီးရေတွင်းရေကန်စောက်တာအရင်အရေးကြီးတယ်ဆိုတဲ့အရာပေါ့နော်တောက်သုံးရည်လို့ပြောတဲ့အခါမှာရေတွင်းရေကန်စောက်တာရဲ့ရေဟိုချိုချက်တောက်တဲ့စနစ်ရဲ့နောက်တစ်ခုကကြာရင်းလုံးအိမ်သားရဲ့ပေါ့နော်ဆိုပြန်ပြီးတိဆောက်ရတဲ့အခါမျိုးတွေမှာလူတွေကအိမ်အိုးအိမ်ကိုအဓိကတိဆောက်တယ်ဒါပေမဲ့အိမ်သားလိုနေရာမျိုးတွေကိုအညစ်အကြေးစွန့်တဲ့နေရာတွေကကိုစားတောက်တဲ့နေရာနဲ့ဝေးဖို့လည်းလိုတယ်ပေါ့နော်နောက်ကပြန်ပြီးစောက်တဲ့အခါမြင်းတွေကအခက်ခဲရှိရဲ့ပေါ့တခါလေကြာတော့လည်းပဲဟိုအခုကကြာလည်းနေရာလေးတွေကနည်းနည်းလေး compact ဖြစ်ပြီး အဲ့ချစ်ချစ်လေးဖြစ်လာရှိရပေါ့နော်။ဒါမှမဟုတ်ဟိုးတော့နေရာကြလူတွေနေရာအကျယ်ကြီးတွေနေကြဆိုတော့အရင်ရင်းရေကန်နဲ့ပေ90ဒါအင်တာနဲ့ကြွာရမယ်ဆိုတာမျိုးရှိရပေါ့နော်။ဒါပေမဲ့အခုကျတော့နည်းနည်း compact ဖြစ်တယ် minimalist ဖြစ်တဲ့ခါကျတော့ဟိုတချို့အရာလေးတွေကိုစောက်လုပ်တဲ့သဘောအရာတော့ကိုကပြုပြင်ပြီးစောက်လို့ရ။ဒါပေမဲ့ဘာဝဲစောက်စောက်ကိုရဲ့အင်တာနဲ့တောက်သုံးရေသုံးတဲ့ရေကန်နဲ့အကွာဝေးကိုတော့စနစ်တကျကျွမ်းကျင်တဲ့သူတွေနဲ့တွက်ချက်ပြီးမှလုပ်တဲ့နယ်ပေါ့နော်။ဆိုတော့အဲ့ဒါကလည်းတောက်သုံးရေနဲ့ပတ်သက်ပြီးတော့အရင်စိန်ခေါ်မှုရှိတဲ့အချက်ပေါ့။ဟိုတချို့ကျတော့လည်းပဲလောင်းတို့ဒီမျိုးပေါ်တွေမှာနေတယ်ဆိုလို့ရှိရင်တိုက်ခန်း ှနေနေဆိုလို့ရှိရင်လည်းဒီနောက်ဖေးရဲ့နေရာနဲ့ကိုယ့်ရဲ့ထမင်းစားရဲ့ဇပွဲနဲ့အကွာအဝေးအဲဒါတွေကလည်းဂယုစားရမယ်ထင်ပါတယ်ပေါ့ဒါတွေဖြစ်ကိုဖြစ်တယ်လို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့ဖြစ်လို့ရှိရင်အဲ့ဒီနေရာကြီးများတယ်ဆိုတော့နောက်တော့ကကိုစားတော့တဲ့နေရာနဲ့ကိုညင်ကြီးစွန့်တဲ့နေရာနဲ့ကိုတခုခုတော့ခြားပြီးတော့လှုပ်တင်နေပေါ့နော်အဲ့ဒီအပိုင်းလေးကလည်းဂယုစားရမယ်ထင်ပါတယ်လို့ထင်တယ်ဟုတ်တယ်နော် ပြီးတော့လေဒီကျန်းမာရေးဘူတူတာနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ကိုဗစ်ကာလမှာတို့တွေပို့ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဟိုအမြင်ပွင့်လင်းလာတယ်ပို့ပြီးတော့လေသတိထားလာတယ်စစ်စစ်ပပဘာသာလို့ဆိုအရင်တော့တမန်ငါရှန်ငါပဲခူးဆိုင်ရမယ်ကြောင့်ငယ်ကလေးကတော့တင်ခဲ့ရတာပဲဒါပေမဲ့တကယ်ကိုတွေ့ကြုံတဲ့အခါကျတော့မှအော်ဒါကတကယ်ကိုခူးဆိုင်ရမယ်အပိုင်းမှလားဆိုပို့တိတာလာပါတော့နော်အဲ့တော့အရေးကြီးဆုံးတဲ့ အခြေခံပေါ့နော်အချက်အနေနဲ့ဆိုရင်အဲ့ဒါအရေးပဲအင်းတေမှာဆိုရင်ရေကအရေးကြီးတယ်ပေါ့နော်ကျွန်တော်အဲ့ရေကိုရရှိတဲ့အရင်အမြစ်ကလည်းအရေးကြီးတဲ့နေရာဖြစ်နေတာပေါ့နော်အစင်းဆိုရင်လည်းအဲ့လိုပဲအိမ်မှာဆိုရင်ရေဆိုင်ကိုတမရေဆိုင်ကိုတမပေါ့နော်အဲ့လိုအဲ့ရေတက်မှာအဲ့လိုရေကဒီရေပိုက်ကောင်းကနေရလာရေကိုဆိုရင်အဲ့လို ဒီပကံကျွေးပကံအဖြူနဲ့ခံကြည့်ရဲအဲရေးအယောင်ပြောင်းနေအဲနည်းနည်းအစိုက်ကူကဖြစ်ပြီးအဲ့တော့တေချာရေးကိုဟိုကြိုချက်အဲနောက်ပြီးတေချာကြိုပြီးတော့မှအဲ့လိုမျိုးပြီးတော့လောက်တာမျိုးတောက်တာမျိုးဆက်ထုတ်တာမျိုးအဲ့ဒါမျိုးလောက်တယ်ပေါ့နော်ဆိုတော့ဇင်းတို့ဆေးရကြောတာအစဒီရေနဲ့ပဲဆေးရဖြစ်တဲ့အတွက်ဒီရေမတက်ရင်နောက်ဆက်တွဲဖြစ်တာရောဂါဆုံးကျိုးတွေအများကြီးဆိုတော့လေနော် တော့ရေကလည်းမန်းစင်ခုနပြောသလိုပေါ့နော်။သူကခန္ဓာကိုယ်နဲ့အမြဲထိနေ။နောက်တော့ခန္ဓာကိုယ်ကလည်းရေကိုအခြေခံပြီးတိဆောက်ထားပါမှလားလေ။ရမ်းများတယ်။အမြဲတမ်းလည်းလိုတယ်။အစားအသောက်ထက်တောင်ပို့ပြီးတော့လောင်းတော့ရေကိုလိုအပ်နေတာပေါ့နော်။ဆိုတော့အခုကဘာဖြစ်လာလဲဆိုတော့ဒီသဘာဝပတ်ဝန်းကျင်အပြောင်းလဲတွေနောက်ပြီးတော့ဒီရေအရင်းမြစ်ကိုရတဲ့နေရာရဲ့အဲတွာလာမှုတွေကြောင့်ဆီးဆင်းမှုတွေကြောင့်မလို့ဘာဖြစ်တတ်လဲဆိုတော့ဒီရေထဲမှာဓာတ်တတုပါမျိုးတွေပေါ့။အဲ့တော့တချို့နေရာဒေသတွေဆိုသူတို့ရဲ့သဘာဝအရမြေကြီးရဲ့အခြေခံဓာတ်တွေကမတူဘူးပေါ့နော်။အဲ့ဒီကနေရေတွေကထုံးပို့ပြီးတော့ပါတာမျိုးတွေနောက်ပြီးတော့ဓာတ်ပစ္စည်းတွေ နဲ့ဆက်ဆက်တဲ့နေရာနေသွားနီးတဲ့နေရာနေသွားပြီးတော့တောက်သုံးရေယူအောင်မလုပ်အောင်အဲ့ဒီကနေပြီးအာစင်နစ်တွေပါလာတာတွေအဲ့ဒါတွေကနေလူတွေဗီဇမှာတဖြည်းဖြည်းပြောင်းပြီးတော့ကင်ဆာလိုမျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်မှ one shot one ပြည့်ဖြစ်တယ်ဆိုတာဒါအနေဆုံးအဆင့်နေနဲ့ဖြစ်တာအဲ့ဒီကနေမှဓာတ်ပစ္စည်းဆိုရင်ခဲဆိုအရင်ကြောက်ဖို့ကောင်းတယ်ဖြည်းဖြည်းချင်းထင်းထင်းနဲ့ခန္ဓာကိုယ်ကနေကင်ဆာအတွက်ကိုပို့ပြီးတော့လုံဆောင်နိုင်ရမျိုးရှိတယ်ပေါ့တခါကျတော့ကိုကဘာမှလည်း risk ကြီးတာမလုပ်ခဲ့ဘူးဘာဖြစ်လို့ဖြစ်တယ်လဲဆိုရင်အကိုတောက်တဲ့ရေကိုချိုးနေတဲ့ရေဒါကဂယူးစိုက်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့အခုခေတ်မှာကံကောင်းလာတဲ့ချက်ကကြတော့ ရေကိုတန်ရှင်းအောင်လုပ်ဖို့တနည်းစနစ်တွေပေါ့လာပြီဆိုတော့လောင်းလို့ရေချုံးရင်လည်းတက်နိုင်တဲ့လောက်ကိုဒီဓာတ်ပစ္စည်းကင်းစင်ဖို့အတွက်ဖီလ်တာလောက်တာရှိတယ်။ဒိုဒီမို့ပဲအဲ့ဒီဆက်တွေမရှိလဲပဲတဘာဝနီးရရေကိုတန့်စင်အောင်ယူတင်နေပေါ့နော်။ဆိုတော့ရေရဲ့ဒီသုံးဆွဲမှုအပိုင်းမှာဓာတ်ပစ္စည်းကင်းဖို့ကတော့အခုခေတ်မှာပိုအရေးကြီးလာတယ်ပေါ့။ဆိုတော့ပိုတိုးတက်လာလူတွေရဲ့လူဦးရေများလာတယ်။ဒီလူတွေသုံးဖို့တထုတ်ကုန်တွေထုတ်ရတယ်ဆိုတော့ဒါတဘာဝအရာတော့များလာဆိုတော့ကိုကတော့ကိုတောက်သုံးဖို့ကိုမိသားစုတောက်ဖို့သုံးဖို့ရေကိုတော့ clean ဖြစ်တဲ့တန့်ရှင်းတဲ့ရေယူဖို့လိုရပေါ့နော်ဆိုတော့အဲ့ဒီထဲမှာမလောင်ကဘာကိုအဲသွားပြီးတော့ဂယူးဆိုင်လဲဆိုအကယ်၍ပေါ့နော်ဒီရေတစ်ခုကဘလိုမျိုးအချက်တွေနဲ့ရှိတယ်ဆိုလို့ရှိရင်တန့်ရှင်းတဲ့တောက်သုံးရေပြောလို့ရတယ်ပေါ့နော်ဆိုတော့နံပါတ်1ကတော့ message ခုနကပြောသူ့ရဲ့ မြင်လိုက်တဲ့ကအနေနဲ့ကင်းဖို့ပေါ့နော်ကြည်ကြည်လင်လင်ဖြစ်နေဖို့လိုတယ်ပြီးတော့ကျန်းမာရေထိခိုက်စေပိုးမွားတွေမပါရအောင်နောက်အယောင်အဆင်းအနှံ့ရတာကင်းရမယ်ပေါ့နော်အရေးကြီးဆုံးကခုနကပြောဓာတ်သတ္တုပေါ့ဆိုတော့ရေကိုတောက်တော့မယ်ဆိုရင်ဒီလေးချက်ကိုခရူးဆိုင်ပြီးတော့ဒါတွေကင်းစင်ရဲ့လားတေချာတော့မှတောက်တဲ့နေပေါ့နော်ရေဆိုတာမျိုးကလောင်းတော့ကြည်လိုက်ရင်တော့ကြည်နေတယ်ဆိုပေမဲ့တခါလေအရသာကြီးပါတယ်ပါတတ်တယ်ဆိုတော့တေချာတန့်ရှင်းနဲ့ယူသုံးဖို့လိုတယ်ပြန်ပြီးတိဆောက်တဲ့ကာလမှာလည်းပဲကိုယ့်ရဲ့ရင်လုံအိမ်သားတိဆောက်မှုအပိုင်းနေနောက်ပြီးတော့ကိုယ့်ရဲ့ရေစင်ထားတဲ့နေရာခရူးဆိုင်ဖို့လိုရယ်ပေါ့တချို့ကျတော့လာတဲ့ရေအိမ်မြက်က ကောင်းတယ်ဒါပေမဲ့ကိုကဒါကြီးကိုအမြင်နဲ့ရေထဲတဲ့အဲကွန်တိန်နာအတန်ရှင်းရေမလုံးနိုင်တဲ့ခါကျတော့အဲ့ဒီကနေစုပုံပြီးတော့ဖြစ်ကြတာရှိရပေါ့အဲ့တန်ရှင်းတဲ့ရေမှာလည်းမအုပ်ထားအောင်ဆိုရင်ချင်ပေါက်တယ်အဲ့ဒီကနေမြင်းရဲအဲ့သွေးလုံးတုပ်ကွေးတွေမိုးတွင်းတွေမှာဖြစ်နေတာပေါ့နော်ဆိုတော့မိုးတွေကကျတော့မုန်တိုင်းအနေရတွေကလည်းအဲပြောလို့မရအောင်ဖြစ်တတ်တယ် bricks တွေကလည်းရှိတယ်ဘာမှမဖြစ်ဘူးဆိုရင်တော့သူအဲ့ဒီမိုးကြီးရေခံထားတဲ့အပိုင်းမှာဟိုတေချာမဖုံးအောင်မိတာတွေတန်ရှင်းမလို့ပဲဒီတိုင်းတောက်မိတာရှိတတ်တယ်ပေါ့နော်နောက်လုံးငယ်ငယ်တော့ကမိုးကြီးချိုးတယ်ပါညာရှိကြအခုလည်းချိုးပါတယ်ဒါပေမဲ့ရာသီဥတုကကိုငယ်ငယ်တော့ကနေထ ွက်တဲ့အပူချိန်ချင်းတော့မတူဘူးဆိုတော့ဒါလေးကိုချင့်ချိန်ပြီးလုပ်ဖို့လိုရပေါ့နော်တတ်နိုင်တော့တော့နေမှာဘယ်လိုမျိုးလုပ်လဲဆိုတော့ရေကိုလုံးဝနေအောင်ကြည့်ရအောင်ထားထားအဲတနေ့လုံးနေအောင်ကြည့်ရထားတယ်6နာရီလောက်နေအောင်ကြည့်ရထားရေဆိုရင်ဒီတိုင်းအမောင်တွေကရှွန့်နေရေထက်ဆိုင်ပို့ပြီးတန်ရှင်းနေပေါ့ဒါပေမဲ့ကလိုရင်းခတ်တာမျိုးလေးတွေဒါတွေကကိုယ့်ရဲ့ဒေသနဲ့လာရောင်ကြီးတွေရှိပြီးတော့တကယ်တကြွနဲ့သူညွန့်ကြတာလုံးတင်နေပေါ့နော်ဘာလို့တိုက်တွန်းချင်တာကတော့ကိုယ်သုံးနဲ့တောက်တဲ့ရေအကုန်လုံးကိုတန်ရှင်းနေဖို့ကလူတယောက်ရဲ့အခြေခံအရေးကြီးတဲ့အချက်တွေမှာလုံးဝပါအစားတောင်းတဲ့ရေတန်းဖို့လိုတယ်ကောင်းကောင်းအိပ်စက်နိုင်ဖို့လိုတယ် လုံလုံခြုံခြုံနေနိုင်ဖို့လိုတယ်ပေါ့နော်ဆိုအဲ့ဒီအချက်ကတော့လောင်းတို့ဘဝရဲ့ဘယ်အဆင့်ပဲတော်တော်အဲ့ဒီကပဲစရတာဆိုတော့အဲဒီထဲမှာလည်းတောက်သုံးရအရေးကြီးတယ်ဆိုတာလေးကိုရာသီဥတုနဲ့ကိုက်ညောင်းလောင်းကထပ်ပြီးတော့ remind လေးလုပ်ပေးတာပါဟုတ်ကဲ့ပါဒီမှာလေးဟုတ်တယ်ကျွန်တော် reminder လေးလုပ်ပေးရတယ်ကျေးဇူးတင်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်လောင်းဒါဆိုရင်ကျွန်တော်တို့နောက်ထပ်အစီအစဉ်ကတော့ချက်ချက်အစီအစဉ်ဖြစ်ပါတယ်ချက်ချက်အစီအစဉ်မှာလင်းကိုဖိတ်ခေါ်ပေးပါမယ်ရှင်